ီနေ့ရဲ့ house tour ကို modern design နဲ့ cozy vibe ရမယ်အိမ်လုံးကိုကျွန်တော် tour လုပ်ပြီးမှပဲဖြစ်ပါတယ်ဒီဒီအိမ်ကကျတော့သူက master bedroom ၄ခန်းပဲထည့်သွင်းဆောက်လုပ်ထားတယ် 3RC modern luxury အိမ်လုံးပဲဖြစ်ပါတယ်ဒီ channel မျက်နှာသာအခြေဝန်ကတော့50 dB 60 dB ဦးမှာ grandpa ပါရှိပါတယ်ဒီအရင်တင်နေရကတော့မြောက်ခုံရဲ့ထိတ်တန့်ရက်ွက်တစ်ခုဖြစ်တဲ့34 BM ရက်ွက်အတွင်းလမ်းမကျပုံမှာဒါဆောက်လုပ်ထားတာပဲဖြစ်ပါတယ်အတွင်းလမ်းမကျပွဲဖြစ်တဲ့အတွက်ကြောင့်ခြံရှိမှလည်းကားပါကင်3လေးစီးကရနာလို့ရတယ် ။ဒီတော့ဒီမှာခြံစည်းရုံးမှာလေဆိုလမ်းကြတော့လိန်စူးကျိုးတွေ CCTV ရဲ့စကုံအပြည့်တက်ဆင်ပေးထားတယ်။ဒီအိမ်ကားကားပါကင်ရဲ့စပေါ့နော် remote control gate တွေအသုံးပြုလို့ရတယ်။ကဲကျွန်တော် channel ကိုလိုက်ကြည့်လိုက်ရအောင်။အာ channel မှာဆိုရင်လေသူကကားပါကင်က3-4စီးခန့်ရင်နာလို့ရတယ်ပေါ့နော်။အာကားပါကင်3-4စီးခန့်ရင်နာလို့ရတယ်။ဒီမှာ analog tank တွေပါမယ်။ဒီမှာဆိုလဲမှာ gym motor တွေ၊ gym motor pad တွေပါမယ်ပေါ့နော်။ဒါကိုအရှိန်မျက်နှာစာမှာဆိုတာ plan box လေးကစာထည့်သွင်းပေးထားတယ်။ကျွန်တော်အထည်ထည့်ကိုဝင်ကြည့်မယ်။ ဒါကတော့ကျွန်တော်တို့ living room เนี่ยยောက်อยู่เนาะอะยังเจ็ดเตือนเจ็ดเตือนซอง living room เนี่ยกูยောက်ပြီး living room ဆိုမြင်ရတဲ့အတိုင်းပဲ double ceiling high เนี่ยဒီ mini design အလှတွေအောင် air gun တော်တော်လေးကိုခန်းထားနေအောင်တွေ့ရတယ်အဲ့တော့မှာ light car နှစ်ထပ် light car တွေ air gun တွေ air gun stand air gun တွေမှာ study ရက်စအကုန်ပြည့်ပါမယ်ဒီမှာ TV ထားမဲ့နေရာတွေဆောက်ပေါ့เนาะတိချာအကုန်လှဆင်ပေးထားတယ်ဒါကိုယ့်ရဲ့စိတ်ကြိုက်ပေါ့ဒါ collection တွေထားလို့ရမယ်မှာ box တွေအစအကုန်ထည့်သွင်းပေးထားတယ်ပေါ့เนาะဒါတော့ဒီဘက်ကိုကြည့်နေเนาะ လက်ကွင်အောက်မှာတော့ဒါ power station ထားဖို့သူနေရာပေးထားပါတယ်။ဒါကတော့ master baron ခန်းပဲဖြစ်ပါတယ်။ဒါ master baron ခန်းတွေလည်းတော်တော်လေးကျယ်တာကိုတွေ့ရတယ်။ပေါ်မှာ ceiling အကတွေနဲ့ light ကတွေပေါ့နော်ဒီတော့ဒီမှာ aluminum တကားတွေလည်းတခြားလေးသုံးမိထားတယ်။အဲ YouTube ကန်းထဲမှာဆိုရင်ကြတော့သူကဒီမှာကြတော့ကျွန်တော် battery တော့မပေါ်ဘူး။ shower နဲ့ကျွန်တော်ဒီမှာတပ်စင်ကပြန်ပြန်ဖယ်ပေးထားတယ်။ရေဝူရေတွေအကုန်ပါမယ်။ကျွန်တော် kitchen နဲ့ကိုသွားမယ်။ ဒါကတော့သူက kitchen room နဲ့ဒီ dining room နဲ့ကို attach လုပ်ထားတာကိုတွေ့ရတယ်ပေါ့နော်။ဟိုမှာ study desk အကုန်ထည့်သွင်းပေးထားတယ်။ဒီမှာ basin တွေပါပြီဆိုရင်လည်းဒီမှာအပေါ် upper cabinet တွေပါမယ်။ဒီမှာဆိုတော့ lower cabinet တွေပါမယ်ပေါ့နော်။ဒါဆိုတော့မှာရေကောင်းနေတဲ့ဆာတေချာလေးလုပ်ပေးထားတယ်။ဒီမှာဆိုတော့ exhaust ဘူးတွေမှာ gas stove တွေရာဆာအကုန်တေချာထည့်သွင်းပေးထားတယ်ပေါ့နော်။ပြထူးထူးခြားခြားဒီမှာ kitchen room အပြင်မှာအနောက်မှာ work kitchen ကတည်းကအတွင်းမှန်ကိုထည့်ပြီးဆက်လုပ်ပေးထားသေးတယ် ဒါတော့ work kitchen area ပဲဖြစ်ပါတယ်ဒါတော့အိမ်ကြီးနဲ့6ခုတော့ဒီဘက်မှာတော့ကျွန်တော်ခြံစည်းရိုးပဲရှိရုံနဲ့အောက်မှာဒီမှာကျွန်တော် main room တည်တံတခန်းပါမယ်ပေါ့နော်ပြီးရင်ဒီမှာကျွန်တော်တို့ဒါအများဆုံး common drain လိုက်ပဲဖြစ်ပါတယ်ကဲကျွန်တော်တို့မြင်းကြီးဓာတ်ကိုပြပြပြဆိုတော့အပေါ်ဓာတ်ကိုတက်ကြည့်မယ်ตัวดิเลกกวนนี่ก็เลยเปียๆๆๆชื่อเนาะเอามามาร์กานันนี่แหละดูแทซวินต้มอยู่ไปจ้ะแล้วสรุปไลค์ก็เลยหล่าเลยเนี่ยถ้าเราพวกเราปฐมาฎกก็ยောက်ไปดิปฐมาฎกมาส่วนตัวอ่ะ အဲ့ခန်းနှခန်းပါမယ်မစတာနှခန်းရယ်ဒီမှာကျတော့ကျွန်တော်ဖျားခန်းထားလို့ရမယ်နေရာပါပေါ့နော်ပြီးတော့ဒါ living room ကနေပြီးတော့ဒါအောက်က living room လည်းလမ်းမကြီးလို့ရမယ်ဟိုဒါပဲ ceiling high နေမှာမီးဆိုင်အလားတွေနဲ့တော်တော်လေးမိုက်တယ်ကျွန်တော်တို့မျက်နှာစာကအဲ့ခန်းတော့ကြည့်ဒါအဲ့ရှင်မျက်နှာစာက master bedroom ခန်းပဲဖြစ်ပါတယ်ဟာတအိမ်လုံးမှာကျွန်တော် master ၄ခန်းပဲအသုံးပြုပေးထားတယ်အဲ့ခန်းနေရာအကျယ်ကြီးပဲအဲ့တော့မှဒီအဲ့ခန်းကကျတော့သူပြီးကျတော့သူကရှေ့မှာ runner လည်းပါအောင်ပေါ့နော် ဒါကတော့ကျွန်တော်ဒီ master ခန်းနေမြင်ရတယ် ancient minutes က view web ဖြစ်ပါတယ်ဒါ ancient land မှာလည်းတော်တော်လေးချစ်ပေါ့နော် okay ဒါတော့တပည့် master bedroom မှာဒီမှာဆိုရင်လည်းဒါ garden တွေမှုရရထားလို့ရအောင်နော်ဒီဘက်မှာနေရာရှိတယ်ဟိုဘက်မှာလည်းဒါ wardrobe တွေပါပြချားလေးထားပြီးထားပြီးဒီမှာ air con တွေပြချားလုပ်ပြီးထားတယ်ကျွန်းပါကလေးတော်တော်လေးကောင်းတယ်ပေါ့နော်အဲ့တော့ဒီနောက်မှာကျတော့ကျွန်တော်တို့မှာဘိုးတွေပါညှန်းလို့ရမယ်ဆိုတော့နောက်က back runner တစ်ခုပြင်ပြပါတော့ပေါ့နော်ဟာဒီဘက်နေရာပေါ့နော် ဒီနေရာမှာဆိုရင်လည်းကိုကဒါမှန်နေကုန်စတိတွေထားလို့ရမယ်။မဝါတော့တွေလည်းနေရအပြည့်ပဲကိုကတ်ပေးရတယ်။အိမ်ချင်းကိုဂျိတ်ပြာစာကုန်ပါတယ်။ပြီးတော့ဒီရေချိုးကန်းထဲမှာဆိုရင်သူကဘတ်တာကောပါဝါမို့နော်။ဘတ်တာတွေရေဝီရေတွေကုန်ပါတယ်။ရေချိုးကန်းလေးလည်းတော်တော်လေးဖိုင်ပေးထားတာကျွန်တော်တွေ့ရတယ်။ကဲကျွန်တော်အဲ့ဒါနောက်ထပ်အပေါ်တက်ကိုတက်ကြည့်မယ်။ကဲကျွန်တော်အပေါ်တက်ကိုတက်ပါမယ်။ဒါစီလင်ဟိုက်တွေမြင့်နေဆိုပေမဲ့သူကလှေကားကိုတော့ဒါပြည့်ပြည့်ပြည့်ဆောက်ထည့်သွင်းဆောက်လုပ်ပေးထားတာကိုတွေ့ရပါတယ်။အာဖီဒီဇိုင်းလည်းတော်တော်လေးကောင်းပါတယ်။ ဟိုတိမ်လုံးကို၃ထပ်ကိုမှအိမ်ခန်းအကျယ်ကြီးတွေထပ်ဖားပြရအောင်နော်ဒါကကျွန်တော်အပေါ်ဆုံးတက်ရောက်ပြီပေါ့နော်အပေါ်မှာလည်း root slab ပဲဒီပေါ်ထပ်မှာဆိုရင်ဒါဒုတိယထပ်ပေါ့ဒုတိယထပ်မှာဆိုရင်သူက master တခန်းမဲထည့်သွင်းထားတယ်ဒီမှာကျွန်တော် private living room ဒါမှမဟုတ်လဲကိုယ့်ရဲ့ဒီ walking space တွေပါပဲလို့တာဖြစ်ဖြစ် library room လောက်တာဖြစ်ဖြစ်ဒီမှာလုပ်လို့ရပါပေါ့နော်ဒါကျွန်တော်တခန်းထဲကိုထပ်ပြီးဒီခန်းကလည်းအောက်က master bedroom နဲ့ problem 2ပဲမလိုက်ကြတယ် air con တွေတခြားလုပ်ပြီးသားတယ် အောက်မှာဆိုဒီနောက်မှာကလည်းဘက်တရီယာတစ်ခုတည်တံ့ပါသေးတယ်ပေါ့နော်ဒီရက်ကနေဆိုရင်ကျတော့သူကအပေါ် root slug ကိုတက်ဖို့ဒီမှာကြောင်ရင်လေကပါထည့်သွင်းပေးရသေးတယ်ဒါပေါ်တက်မယ်ဆိုတော့အရှိရရင်တက်လို့မရဘူးနော်ဒီခန်းထဲဝင်ပြီးတော့ပဲဒါဘွားနေပြီး root slug ကိုတက်လို့ရမယ်နေရှိတယ်ခုနအောက်ကမှာ star can လို့မျိုးပေါ့နော်ဒီမှာ wall of the low one shell နေရာမြစ်အကုန်အသုံးပြုပေးရတယ်ဒါပါဆိုတော့မှန်းနေကုန်တွေပါထားပြီးတော့ဘာလို့ဒီချက်တိထားလို့ရမယ်အချင်းနေလို့လို့ရမယ်နေရာ space ဖြစ်တယ်ပေါ့နော် အချို့ကနေမှာဆိုတော့မှရှာဝါတွေပါရင်တီးတန့်သူကမှ slide door တွေနဲ့ပေါ့နော်ရှာဝါ slide door တွေနဲ့တီးတန့်သူကကာပေးထားတယ်။အဲဟာတော့ရှေ့ကနေတော့ထွက်ကြည့်မယ်။ဒါကျွန်တော်တို့ဒါပေါ်ဆုံးတကရဘယ်ပုံမှာ runner ကိုရောက်ပါပြီ။ဒီမှာဆိုလဲသူက plan box တွေအစားပေါ့ကိုစိတ်ကြိုက်အပြိုးပင်ပန်းပင်တွေစိုက်လို့ရမယ်။ထားပေးထားတယ်။ဒီငါကျွန်တော်တို့ grand ကြီးအမီပေါက်ပါ။ အမြင်ကြီးတက်ကနေစပြီးတော့မြင်ကြီးတက်ပထမတော့ဒုတိယတက်တအိမ်လုံးပြတ်သားပြီဆိုတော့ဒီရင်ရဲ့ရောင်စိကိုသိင်ကြမယ်လို့ထင်ပါတယ်ဒီရင်ရဲ့ရောင်စိနှုန်းကသိန်း၄000ကျော်မှာညှိနှိုင်းနိုင်ပါတယ်ဗရမီအမီပေါက်ပါမိတ်ဆွေတို့အနေနဲ့ဒီရင်ကိုစိတ်ဝင်စားလို့ကြည့်ရှုကြည့်နေဆိုရင်တော့ကျွန်တော် New Reality ရဲ့ Facebook Messenger ဒါမှမဟုတ် Hotline နံပါတ်ဖြစ်တဲ့00000666ကိုစက်တဲ့စုံစမ်းအပွဲမှန်ရယူပြီးကြည့်ရှုနိုင်ပါတယ်ခင်ဗျာ